အိမ်မနေတယ်ဘာလို့တလဲဂျပန်စာတင်တန်းတက်နေတယ်ဆိုတာမျိုးဒါမှမဟုတ်ရင်လည်းအလုပ်ထွက်လိုက်တယ်ဘာလို့ဖို့လဲဂျပန်စာတင်တန်းတက်ဖို့ဆိုတာမျိုးတင်တန်းတော့တက်နေတယ်ဆိုရုံနဲ့ဒါဒီကိုယ့်ရဲ့ full time အလုပ်တစ်ခုလုပ်နေရလို့ပြောလို့မရဘူးပေါ့နော်မင်းဆောင်ကွန်ကြီးကျွားချန်ဒစ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ချမ်းပါအာဒီဗီဒီယိုထဲမှာတကယ်အရေးကြီးတဲ့အချက်လေးတစ်ခုကိုပြောပြချင်လို့ပေါ့နော်အဲ့ဒါဘာလဲဆိုတော့အထူးသဖြင့်အခုလက်ရှိတက္ကသိုလ်တို့မဟုတ်ဆယ်တန်းပြီးသွားတဲ့နောက်ပိုင်းမှာကျောင်းဒီမြန်မာနိုင်ငံမှာကျောင်းဆက်မတက်တော့ဘူးဆိုတော့မောင်လေးညီမလေးတွေကိုဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပြီးတော့မှအာစဉ်းစားစေ ေချင်တာလေးရှိလို့ပါအဲ့ဒါဘာလဲဆိုတော့ဒီကျွန်တော်တို့ကိုဗစ်တိစဖြစ်တဲ့နိုင်ငံရေးအခြေအနေတွေစဖြစ်တဲ့ဆိုကနေကကျောင်းစမတက်တော့တဲ့သူတွေရှိတယ်အဲ့လိုလူတွေကအခုဆိုရင်ကျောင်းနားထားပြီးသွားတဲ့နောက်ပိုင်း9နှစ်ကျော်6နှစ်ထဲကိုရောက်လာပြီပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဂျပန်ကိုကျောင်းတက်မယ်ဆိုတဲ့အခါကျရင်သူကနောက်ဆုံးကျောင်းတက်တဲ့ကာလကနေပြီးတော့မှ9နှစ်ထက်ကျော်သွားတဲ့သူတွေဆိုရင်နောက်ကနေပြီးတော့မှဗီဇာအတွက်ကိုတင်းတင်းကြပ်ကြပ်ကြည့်ရပေါ့နော်ဆိုတော့သူကအဲ့9နှစ်အတွင်းမှာဘာလုပ်ခဲ့တယ်လဲဆိုတဲ့ဟာကိုတတိကျကျပြန်ပြီးတော့ဖြည့်ရှင်းတဲ့စာရွက်လိုပုံစံမျိုးနဲ့ပြန်ပြီးတော့မှတင်ပေးရတယ် အဲအဲ့တော့ငါနဲ့ကြော်သွားလို့ဗီဇာရှောက်လို့မရဘူးလားဆိုအဲ့လိုမျိုးတော့မဟုတ်ဘူးရှောက်လို့ရတယ်တည်တည်ချာချာကိုမလုပ်ခဲ့လဲဆိုတဲ့ဟာမျိုးကိုတင်ရတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်တို့သိဖို့လိုတာကဂျပန်နိုင်ငံမှာတော်တော်များများပေါ့နော်ဟိုဒီကြောင်းသားပဲဖြစ်ဖြစ်ဘလူးလူပဲဖြစ်ဖြစ်တို့ကထက်တန်းပြီးတာနဲ့တက္ကသိုလ်တက်တဲ့အလုပ်ဝင်နေဆိုတဲ့ဂျားထဲမှာ gap year ဆိုတဲ့ကာလကြီးမရှိဘူးအဲ့တော့ gap year ကိုဂျပန်တွေကဘလူးမျိုးယူဆတယ်လဲဆိုတော့ဂျပန်အများစုကပေါ့နော်ဒီ gap year ဆိုတဲ့ဟာကိုဒါကဟိုဘယ်လိုပြောမလဲအနားရှူပြီးတော့မှအ မ်းဖြီနေတယ်ဆိုတဲ့ကာလဆိုတဲ့ဟာမျိုးကိုမြင်တဲ့သူတွေကညားတယ်ပေါ့နော်အဲ့တော့ဂက်ပီးယားဆိုတာဒီတခြားနိုင်ငံတွေမှာဆိုရင်တော့အထက်တန်းပြီးရဲတက္ကသိုလ်မတက်ခင်မှာဂက်ပီးယားယူတယ်ဂျပန်တက္ကသိုလ်လုံးလျှောက်ပြီးတော့ခီးထွက်တယ်စသဖြင့်ပေါ့နော်ဒါဒီသူတို့အတွက်အရင်အာတန်ဖိုးရှိတဲ့အချိန်တခုလိုယူဆတယ်ဒါပေမဲ့အဲ့လိုဟာမျိုးကဂျပန်မှာလုပ်တယ်ဆိုရင်တော့ဒါဒီတသက်သူကလျှောက်လေနေတာဆိုတော့အမြင်မျိုးပဲရှိတယ်ပေါ့နော်အဲ့တော့ဂျပန်နေဒီပြောချင်တာကဒီဂက်ပီးယားတွေရှိနေတယ်ဆိုတော့ကိစ္စကိုသူတို့အနေနဲ့ငားမလည်နိုင်ဘူးဘာလို့နေတယ်လဲဆိုတော့ပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာပြောချင်တာက အခုကိုကဟုတ်ပြီចောင်းသားလိုက်ပြီចောင်းသားပြီးတော့မှ9နှစ်6နှစ်ကျော်သွားပြီဂျပန်ရောအခုချက်ချင်းသွားမှာမဟုတ်ဘူးဆိုရင်အ мян ဆုံးတစ်ခုခုကိုတော့လှုပ်ရှိချင်တယ်ဥပမာအလုပ်လုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အလုပ်လုပ်တာပဲဖြစ်ဖြစ်သို့မဟုတ်ထားပါတော့အာလုံးဝ full time ចောင်းတစ်ခုခုတက်တာမျိုးပဲဖြစ်ဖြစ် online ကနေတက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလှုပ်ရှိချင်တယ်အာဘာလို့လဲဆိုတော့ဒီတော်တော်များများကနောက်တစ်ခုကျွန်တော်သိရတာကတွေ့ရတာကပေါ့နော်အမ်ဒီဂျပန်စာလေ့လာနေတယ် ဆိုတော့ဒီဂျပန်သားလီလာဖို့အတွက်ကို ဒါယူပဲဟိုဒီတစ်ခုကိုပဲလုံနေတယ်ဆိုတာမျိုးပေါ့နော်အိမ်မှာနေတယ်ဘာလို့တလဲဂျပန်စာတင်တန်းတက်နေတယ်ဆိုတာမျိုးဒါမှမဟုတ်ရင်လည်းအလုတ်ထွက်လိုက်တယ်ဘာလို့ဖို့လဲဂျပန်စာတင်တန်းတက်ဖို့ဆိုတာမျိုးအဲ့တော့မြန်မာနိုင်ငံမှာလည်းတင်တန်းမျိုးစားအမျိုးမျိုးတော့ရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာမှကိုတက်ရတဲ့တင်တန်းကဥပမာတနေ့ကိုမနက်ကနေညနေချီဆိုတာမျိုးကြရင်တော့တမျိုးပေါ့နော်ဒါထားတော့အဲသို့ပေမဲ့တင်တန်းအများစုဒီတစ်ပတ်မှာ၃ရက်ကနေပြီးတော့၅ရက်တစ်ရက်ကို၂နာရီအများဆုံး၃နာရီလောက်ပဲတက်ရတဲ့ဟာမျိုးကြီးပဲပေါ့နော်ဆိုတော့ဒီတစ်ခုထဲကိုလုတ်ပြီးတော့မျောမနေစေချင်ဘူးဆိုတဲ့ဟာလေးကို ဒီဗီဒီယိုထဲမှာပြောခြင်းနဲ့ဘာလို့လဲဆိုတော့ဂျပန်မရောက်ခင်အချိန်ဒီအရန်ဟိုတန်ဖို့ရှိတယ်။မြန်မာနိုင်ငံမှာကိုမိသားစုနဲ့နေနေတဲ့အချိန်ပြောမယ်ဆိုရင်ဂျပန်နိုင်ငံမှာထက်ဆိုင်ရင်နေရဆားရတာဒီအများကြီးတက်တာတဲ့အထဲမှာပါတယ်ပေါ့နော်။တက်တာချောင်ချီတဲ့အဆင်ပြေတယ်။ကိုပတ်ဝန်းကျင်မှာလည်းကိုကိုကုညီတဲ့သူတွေရှိတယ်။အဲ့လိုအချိန်တွေမျိုးမှာကိုကဒီဒီဇိုင်းမမတ်နဲ့ဂျပန်သားတစ်ခုထဲရောမဟုတ်ဘဲနဲ့တခြားအကြောင်းတစ်ခုခုတက်တာမျိုးပဲဖြစ်ဖြစ်ဒိုမဟုတ်ဒီ အာအလုပ်လုပ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလုပ်တဲ့လို့ထင်တယ်ဘာလို့လဲဆိုတော့ဒီဘာသာစကားတစ်ခုကိုလေ့လာရဲဆိုတော့ဟာဒီဒါဒီ full time သင်တန်းတော့တက်နေတယ်ဆိုရုံနဲ့ဒါဒီကိုယ့်ရဲ့ full time အလုပ်တစ်ခုလုပ်နေရလို့ပြောလို့မရဘူးပေါ့နော်အာဘာလို့လဲဆိုဂျပန်မှာဆိုလည်းအတူတူပဲဘာသာစကားတစ်ခုလေ့လာရဲဆိုတာဒါတက္ကသိုလ်မှာဒီ major ကိုအဆင့်မုံယူပြီးတော့ဒီ major ဘာသာစကားကိုတစ်ခု major အနေနဲ့ယူပြီးတော့တက်တဲ့သူတွေဆိုရင်တော့မပြောဘူးဒါပေမဲ့လို့ကိုကအပြင်သင်တန်းမှာတက်နေတယ်ဆိုတာတော့လည်းဒါတစ်ခုထဲနဲ့ပဲကိုယ့်ရဲ့တနေ့တောင်ကုန်ဆုံးနေဆိုတဲ့ဟာမျိုးမဖြစ်ဖ ೇನೆ တခြားအာကို့အတွက်တန်ဖို ရှိတဲ့ဟာတွေအာ internship စင်တာပဲဖြစ်ဖြစ်တော့မဟုတ် volunteer လောက်တာပဲဖြစ်ဖြစ်အာအလုပ်အတွေ့အကြုံရအောင်ယူတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ထားပါတော့အာ programming သင်တန်းတက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီကာလအထိမှာကိုယ့်ရဲ့လက်မှတ်တစ်ခုခုရှိနေအောင် diploma တစ်ခုခုရှိနေအောင်ဒါမှမဟုတ်အလုပ်အတွေ့အကြုံတစ်ခုခုရှိနေအောင်တေချာပေါက်လုပ်သင့်တယ်လို့ထင်တယ်တင်နန်းတက်နေရဆိုပြီးတော့မျောမနေပါနဲ့တရက်မှာ24နာရီရှိတယ်တင်နန်း2နာရီပဲတက်တာ2နာရီသို့မဟုတ်3နာရီအဲ့တော့အဲ့ဒီအချိန်ရဲ့အပြင်မှာကိုယ့်ဟာကိုယ်စာလုံးနိုင်တဲ့အချိန်ထုတ်ပြီးတော့ကျန်တဲ့အချိန်မှာခုနကပြောတဲ့ဟာလေးတွေတိတိကျက ချက်ချာလှုပ်ထားစီချင်ပါတယ်အဲ့ဒါဆိုရင်ဂျပန်လာတဲ့အခါကျရင်နံပါတ်1ကတော့ဗီဇာတင်တဲ့အချိန်မှာကိုကဘာတွေလုပ်ခဲ့လဲဆိုတာတိတိချာချာလက်စုပ်လက်ကင်ပြစရာရှိတယ်နောက်တစ်ခါကျတော့ကိုကဂျပန်ရောက်ပြီးသွားတဲ့နောက်ပိုင်းကျောင်းတက်တယ် language school တက်တယ်ပြီးတော့တက္ကသိုလ်ပြန်တက်တယ်ဆိုတဲ့အခါမျိုးကျရင်ကိုကဘယ်အချိန်မှာဘာတွေလုပ်ခဲ့ပါတယ်ဆိုရဲကိုရဲ့ဒီ working history ဒါမှမဟုတ်ရင်ကိုရဲ့ education history ကိုကောင်းကောင်းလေးပြန်ပြီးတော့ပြနိုင်လိမ့်မယ်ပေါ့နော်ဒါမဟုတ်ဘူးဆိုရင်တော့ဒီ covid ဖြစ်တယ် covid ဖြစ်ခဲ့ပြီးတာလဲကြာပြီဒါကနိုင်ငံရေးအခြေအနေဖြစ်နေရယ်ဆိုတာလဲတနည်းနည်းမဟုတ်တော့ဒီကာလအတွင်းမှာကိုက ဟိုလိုလိုဒီလိုလိုရောင်းလဲလဲလုပ်နေရယ်ဆိုရင်ဒါကိုယ့်အတွက်တကယ်ကိုတန်ဖိုးရှိတဲ့အချိန်နေဆုံးရှုံးနေဆိုဆုံးရှုံးတယ်ဆိုတဲ့ဟာလေးကိုဒီဗီဒီယိုထည့်ရနေပြီးတော့မှအာပြောပြချင်ပါတယ်အဲ့တော့မောင်လေးညီမလေးလည်းအမြန်ဆုံးဘာမှမလုပ်ဘူးဘာမှလုပ်မနေဘူးဆိုတဲ့သူတွေအမြန်ဆုံးတစ်ခုခုကိုလုပ်ကြပါလို့ဒီဗီဒီယိုထည့်ရနေပြီးတော့တိုက်တွန်းလိုက်ချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်เนาะအားလုံးပဲအဆင်ပြေကြပါစေရှင်ဘိုင်ဘိုင်